ျွန်တော်တို့ဒီ verification color set ပင်နေဆိုင်လို့ရှိရင်ဘာပြဿနာတွေတက်လို့ရှိလဲဆိုတော့အရာမငြိမ်တဲ့ပြဿနာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဗောနော် color set ငြိမ်တဲ့မျိုးတွေဆိုရင်တော့အကြောင်းမဟုတ်ဘူး stable verification ရှိတဲ့ပင်တွေဆိုရင်တော့အကြောင်းမဟုတ်ပေမဲ့ unstable verification မျိုးတွေဆိုလို့ရှိရင်အကယ်၍မိမိအပင်လေးကဖြူကာလာဆက်အားနေသွားပြီဆိုလို့ရှိရင်ကိုဘလုံးမျိုးပြန်ပြီးတော့လုပ်ကြည့်လို့ရတယ်လေဆိုတာလေးကို ဒီဗီဒီယိုလေးနဲ့တကွာကျွန်တော်ဒါဒီနေ့သင်ခန်းစာလေးမှာတကွာဖော်ပြပေးမှာပေါ့နော်အချို့ဘလို့စိုက်ထားလဲဆိုတော့အုံဆန်အတုံးဝင်ပေါ့နော်80ရာခိုင်နှုန်းကြောက်ပွားရဲမိတွေးတုံးငယ်ကို20ရာခိုင်နှုန်းပေါ့နော်နောက်ပြီးတော့အုံဆန်အမုတ်ပေါ့နော်အုံဆန်အမုတ်ကို10ရာခိုင်နှုန်းတော့ကျွန်တော်ထည့်ပြီးတော့စိုက်ပေးပါတယ်ဒီမှာတွေ့ရမယ်ဆိုလို့ရှိရင်ဒီကောင်လေးကတော့မျက်စိလေးပေါ့ ဒီရွက်တစ်ထွက်နိုင်တဲ့မျက်စီလေးပေါ့။သူကတော့မြေကြီးအောက်မှာရှိနေတဲ့အတွက်ကြောင့်နေအောင်မရမချင်းဘယ်တော့မှအပင်တပင် မဖြစ်လာနိုင်ဘူးပေါ့နော်။ဒီအပင်လေးကတော့ဒီကောင်ကတော့အပေါ်ဆုံးမျက်စီကထွက်တဲ့အပင်အစ်ဖြစ်သွားပါလေ။အပေါ်ဆုံးမျက်စီကတက်ဖြစ်ဖြစ်သွားတဲ့ဆိုရတော့သူကမြေကြီးပေါ်မှာရှိနေပေါ့နော်။ဆိုတော့ဖြတ်ပွားလိုက်ပြီဆိုလို့ရှိရင်အောက်ဆုံးအစ်စ်တွေကမြေကြီးထဲမှာရုပ်ကျန်ခဲ့တာများရပေါ့နော်။တို့ကြကြကျွန်တော်တို့စီးပွားပြစ်ဆိုင်မယ်ဆိုလို့ရှိရင်မိမိအပေမှာဘယ်နှစ်စစ်ပါလဲဆိုတာလေးကိုချိုတင်ရည်တွက်ပြီးတော့မိမိမှတ်ထားတင်ပါတယ် ဒါမှလာရင်ပေါ့နော်တစ်စစ်ချင်းတပင်ချင်းရရှိမှာဖြစ်ပါတယ်